ာသာရိသားသမီးလေးတွေအားလုံးမင်္ဂလာပါရှင်2025နိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်လာမယ့်ကြာသာရိသားသမီးလေးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာအဆိုးကောင်းနမိတ်လေးတွေကိုထားတော့ရဲ့ကြလာတဲ့နမိတ်အတိုင်းဖတ်ကြားဟောကြားပြီးသွားမှာဖြစ်ပါတယ်ရှင်ဆရာမအခုလိုမျိုးမဟောကြားခင်အချိန်လေးမှာဆရာမဒီဒီထားတော့ကတ်များဖြစ်ကြလာတဲ့နမိတ်အမှန်များကိုသာလင်ဟောကြားပေးရခြင်းဖြစ်တဲ့အတွက်ကြောင့်မို့ ိုက်နေမှုရှိတဲ့သူလေးတွေကတော့လက်ခံပေးပြီးတော့ကိုက်နေမှုမရှိတဲ့သူလေးတွေကတော့ကြော်သွားပေးလို့ရပါတယ်ရှင်။စတင်ပြီးတော့ဇာလာပရိသတ်သမီးလေးနဲ့ပတ်သက်တဲ့အလောက်အကိုင်းလူမှုရေးကံကြမ္မာနမိတ်လေးကိုဟောကြားခွင့်ပြုပါရှင်။သာသာရီသားသမီးလေးတွေဟာအခုနိုဝင်ဘာလအတွင်းမှာ အလောက်ကင်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းဘဝအဆင့်တိုးတက်မဲ့ကာလဖြစ်ပါတယ်ရှင်။ ကြုံတွေ့နေရတဲ့ဘေးအန္တရာယ်အလုံးစုံတွေကိုလည်းကင်းလွတ်သွားမဲ့လသလဖြစ်ပါတယ်။အခုကာလဟာငွေကြီးကံဘဝကံများ တိုးတက်ကောင်းမွန်မဲ့လသလဖြစ်ပါတယ်ရှင်။ထူးခြားသောအဆင့်များနဲ့တိုးတက်မှုများကြုံလာပါလိမ့်မယ်။အပြိုင်ဆိုင်များကိုလည်းကြော်လွှားအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။ရုတ်တရက်ပေါ်ပေါက်လာတဲ့ကံအခွင့်လမ်းများကိုအသုံးချပြီးတော့မိမိရဲ့စူးစမ်းမှုနဲ့လောက်ကင်မဲ့ဆိုရင်ဘဝတိုးတက်မှုများမလွဲမသွေရရှိလာမဲ့လသလဖြစ်ပါတယ်။ ိမိရဲ့အတတ်ပညာများဖြင့်ဘဝတိုးတက်လမ်းမှာအောင်မြင်မဲ့နမိတ်ဖြစ်ပါရဲ့ရှင်။ကြာသာပြီးသာသမီလုပ်ငန်းရှင်လေးတွေကတော့စုပေါင်းဖက်ဆက်လုပ်ငန်းများအကျိုးပေးနိုင်မဲ့လာသလားဖြစ်ပါရဲ့ရှင်။မိမိရဲ့လုပ်ငန်းလုပ်ကိုင်နေရင်မှအခက်အခဲဖြစ်နေတဲ့ကြာသာပြီးသာသမီလေးတွေကိုတော့ကူညီပေးမဲ့သူများပေါ်ပေါက်လာပါလိမ့်မယ်ရှင်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကာလအတန်ကြာပိတ်နေသောလမ်းကြောင်းများလည်း ပြန်လည်ပွင့်လန်းလာပါလိမ့်မယ်ချင်းအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ရက်တက်နေတဲ့ကိစ္စရဲ့များလဲအခုကာလအတွင်းမှာပြန်လည်အဆင်ပြေပြီးတော့အကျိုးမြတ်များစွာရရှိမဲ့ကာလနမိတ်ဖြစ်ပါရဲ့ရှင်လူမျိုးကွဲဘာသာကွဲတွေအကျိုးပေးမဲ့လာသလားဖြစ်ပါတယ်ပြည်ပကြီးများကြံ့စီနေတဲ့ဇာတာဘေးသားသမီးလေးတွေဟာအဆင်ပြေသွားပါလိမ့်မယ်ချင်းဆက်လက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အရာရာစနစ်တကျလောက်ကိုင်းပြီးတော့တိုးတက်မှုများရရှိလာပါလိမ့်မယ်ရှင်အခုကာလဟာငွေကြေးနဲ့ပတ်သက်ပြီးတော့ ရှိရင်းစဲငွေကြီးအနေထားကနေပြီးတော့ပုံမမြင့်မားသောငွေကိုရရှိလာပါလိမ့်မယ်ရှင်။မိစေကြီးကဲတွေရဲ့အကူအညီနဲ့ငွေဝင်နိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။သို့ပါတော့လေငွေကဘလောက်ပင်ဝင်စေကမူမိမိလက်ထဲမှာရောက်ရင်ငွေကမမြဲပဲကုန်သွားတတ်ပါတယ်ရှင်။ငွေကြီးနဲ့ပတ်သက်ပြီးတော့တပားသူတို့အကူအညီပေးနေရပါလိမ့်မယ်ရှင်။အခုကာလဟာကံကြောက်တဲ့ရိယညံစွမ်းတွေကြောင့်ငွေများစွာရရှိနိုင်တဲ့ကာလဖြစ်ပါတယ်ရှင်။ကာလအတန်ကြာကရတဲ့လျက်ကြံ့ကြာနေတဲ့ မိမိရဲ့ငွေမိမိပိုင်ဆိုင်သောပစ္စည်းများလည်းလက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်လို့ဟောကြားပေးခြင်းပါတယ်ရှင်ဆက်လက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးကောင်းနေတဲ့ကာလလို့ဆိုရှင်ပါတယ်ရှင်မိမိရဲ့ရည်မှန်းချက်များအောင်မြင်ပါလိမ့်မယ်ရှင်ထူးခြားသောပညာအတတ်ပညာများကိုလည်းစီးပူးရရှိမဲ့ကာလဖြစ်ပါတယ်ရှင်အခုကာလဟာလုပ်ငန်းကတစ်ဖက်ပညာကတစ်ဖက်တွဲ၍ထူးခြားသော အောင်မြင်မှုများကိုလည်းရရှိလာပါလိမ့်မယ်ရှင်သာသာရိသသမီးလေးတွေဟာအရင်တုန်းက ပေါ်ပေါက်ပဲနေသောမိမိရဲ့အရေးသွေးများကိုပြသနိုင်၍နာမည်ကောင်းရရှိမဲ့ကာလဖြစ်ပါလေလို့ဟောကြားပေးခြင်းပါတယ်ရှင်။ဆက်လက်ပြီးတော့အချစ်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပြည့်ရွယ်သူဇာတာရိသားသမီးလေးတွေဟာမေတ္တာရေးမှာအထူးသတိရှိရမယ့်ကာလဖြစ်ပါတယ်ရှင်။မိမိစိတ်သူနဲ့မိမိရဲ့အကြောင်းမှာစိတ်နှောက်ယှက်များခြင်းအပြိုင်ဆိုင်များခြင်းများကြုံတွေ့နေရပါလိမ့်မယ်ရှင်။ဘေးစကားသွေးသားအနှောက်ယှက်များဝင်နေတတ်ပါတယ်ရှင်။မိမိစိတ်သူက တခြားသောတယောက်ကိုမေတ္တာစိတ်များကူးပြောင်းနေခြင်းတွေကြုံတွေ့နိုင်ပါတယ်ရှင်။မိမိနဲ့မိမိဖြစ်သူအကြောင်းမှလည်းမနာလိုဖြစ်သူအတင်းပြင်းပြောသူများပေါများနေပါလိမ့်မယ်ရှင်။ရင်းနှီးချစ်ခင်သူများနဲ့ပဏိပခဖြစ်တတ်ပါတယ်ရှင်။အထူးသတိရှိရမယ့်ကာလဖြစ်ပါတယ်။အခုကာလဟာအခြေအနေနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်များပေါများနေပါလိမ့်မယ်ရှင်။ဝမ်းနည်းကြေခွဲရခြင်းလှည့်စားခံရခြင်းများလည်းကြုံတွေ့ရတတ်ပါတယ်ရှင်။မိမိဖြစ်သူနဲ့မိမိရဲ့အကြောင်းမှစိတ်ကူးဖြစ်တိဆောက်ထားသောရည်ရွယ်ချက်များ ပြတ်သွားတတ်ပါရဲ့ရှင်အချစ်ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အထူးသတိရှိရန်လိုအပ်ပါတယ်လို့ဆရာမကတော့သတိပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းအထူးဂရုစိုက်ရမယ်လားသလားဖြစ်ပါတယ်ရှင်ခန္ဓာကိုယ်သွေးချီသွေးပေါက်များဖြစ်တတ်ပါတယ်မတော်တဆထိခိုက်မှုများလည်းဖြစ်တတ်ပါတယ်ရှင်အခုကာလအတွင်းမှာ ရင်ကားစင်းနေမောင်းနေခြင်းလေးတွေကိုအထူးသတိပြုစေလိုပါတယ်ရှင်ခွဲစိတ်ခံရခြင်းများကြုံတွေ့သွားရတတ်ပါတယ် ကာလအတန်ကြာမကုသပဲထားတဲ့ယောဂဝိဒနာများကလည်းပြန်ပေါ်လာတတ်ပါရဲ့ရှင်။သွေးအတက်ကြမမှန်ခြင်းများလည်းဖြစ်တတ်ပါရဲ့ရှင်။အစာအိမ်ဝမ်းပိုက်ဒုက္ခပေးတတ်ပါရဲ့ရှင်။ဥခေါင်းနဲ့မျက်စိမှလည်းမတော်တဆထိခိုက်မှုများဖြစ်သွားတတ်ပါရဲ့ရှင်။အခုကာလအတွင်းမှာကြာသာရေးသားသမီးလေးတွေဟာအနက်ရောင်ဝတ်ဆင်ခြင်းများကိုအထူးရှောင်ရမ်းလိုအပ်ပါရဲ့ရှင်။ကြာသာရေးသားသမီးလေးတွေအတွက်အခုကာလအတွင်းမှာဝတ်ဆင်သင့်တဲ့အရောင်လေးတွေကတော့အပြာရောင်အဖြူရောင် မိခိုးရောင်နဲ့အစိမ့်နှုတ်ရောင်ပါသောအရောင်လေးတွေပဲဖြစ်ပါတယ်ရှင်။ကံကောင်းစေမဲ့ကနန်းနံပါတ်လေးတွေကတော့0 1 1ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်။အစိုးများกินပြီးကောင်းတာလေးတွေကိုရရှိစေရန်အတွက်လမ်းဘေးခွေးလေးတွေကို အစာရေစာတိုက်ကျွေးရင်ပြည့်မိမိတို့ဖြစ်နေသောအခက်အခဲများအတွက်ဆုတောင်းပေးလိုက်မယ်ဆိုရင်သာသာပိသားသမီးလေးတွေမှာဖြစ်ပေါ်နေတဲ့အဆိုးအညံ့လေးတွေဟာကင်းပြီးကောင်းရှင်ဘတ်တို့ရရှိသွားမှာပင်ဖြစ်ပါတယ်ရှင်။ ခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာနိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်လာမယ့်စာသာပရိသတ်သမီးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာအဆိုးကောင်းနမိတ်လေးတွေပဲဖြစ်ပါတယ်ရှင်။မိမိတို့ရဲ့ကံကြမ္မာအဆိုးကောင်းနမိတ်လေးတွေကိုကြိုတင်သိလို့မင်းများလို့တဲ့စာသာပရိသတ်သမီးတွေဟာဆရာမရဲ့ဖုန်းနံပါတ် Viber ရှက်ပေါက်များမှတစင်ဆက်သွယ်မင်းများလို့ရပါတယ်ရှင်။ညံပူစော်ကလေးတွေကိုတော့သတ်မှတ်ထားပါတယ်ရှင်။ ကြာသာရေးသားသမီးတွေအားလုံးအဆင်ပြေကံကောင်းကြပါစေရှင်။စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတွေနဲ့ပြည့်ဝကြပါစေ။ဘေးဥပတ်အန္တရာယ်များမှလည်းကင်းစင်လွတ်မြောက်ကြပါစေ။စီးပွားကံ လုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါစေ။အလှရင်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်နိုင်ကြပါစေလို့စုမုံကောင်းများ ပို့သပေးလိုက်ပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။